ံတွေကအမျိုးသားမအောင်အမျိုးသမီးတွေမအောင်ပါဖြစ်နိုင်တယ်။လူကြီးတွေရောလူငယ်တွေရောအသက်အရွယ်မကြီးမှဖြစ်နိုင်ပါတယ်။ဒီဗီဒီယိုမှာတော့ acne လို့ခေါ်တဲ့ဝက်ခြံလေးတွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဝချံလိုပြောလိုက်ပြီဆိုရင်တော့မျက်နှာမှာတော့အဖြစ်အများဆုံးပေါ့နော်ဒါအပြင်လေမင်းတွေပခုံးတွေရင်ဘတ်တွေနဲ့နောက်ကျောတွေမှာလည်းဝချံတွေဖြစ်တတ်ကြပါတယ် မချန်လေးတွေဘာကြောင့်ဖြစ်လဲဆိုတော့ဒေါက်တာတို့ရဲ့အရှိပြားပေါ်မှာမှွင်းညင်းပေါက်ကလေးတွေအများကြီးပဲရှိရပေါ့နော်ဒီမှွင်းညင်းပေါက်ကလေးတွေကအဆီဂလန်စ်ကထုတ်တဲ့အဆီတွေဖုန်မှုတ်တွေဘက်တီးရီးယားတွေနဲ့ဆဲအသေးလေးတွေနဲ့ပေါင်းသွားတဲ့အခါမှာပိတ်ဆို့မှုဖြစ်တယ်ပေါ့နော်ဒီမှွင်းညင်းပေါက်ကလေးတွေပိတ်သွားတဲ့အခါမှာဆိုရင်အာနီလာမင်းရှောင်းလာမင်းဝှက်ချံပူလေးတွေဖြစ်လာတာပေါ့နော်အဲ့ဒါကြောင့်မလို့အဆီဂလန်စ်ကြီးအရန်အလုပ်လုပ်တဲ့အခါမှာဆိုရင်အဆီလေးပိုထွက်မယ်အဲ့ကြရင်မွေးညင်းပေါက်ကလေးတွေကပိတ်ပြီးတော့ဝက်ချန်လေးပိုထွက်တတ်ပါတယ် ဟော်မုန်းအပြောင်းအလဲများတဲ့အချိန်လေးဖြစ်တဲ့မိန်းကလေးတွေမှာဆိုရင်အပြူပေါ်ဝင်တဲ့အချိန်၊ယောက်ျားလေးတွေမှာဆိုရင်လူပြူပေါ်ဝင်တဲ့အချိန်မှာဆိုရင်ဟော်မုန်းပြောင်းလဲမှုကြောင့်လည်းဝက်ထန်လေးထွက်တတ်တယ်။ဒါ့အပြင်အမျိုးသမီးတွေယာတီလာခံနေတဲ့အချိန်မှာဆိုရင်လည်းဟော်မုန်းအပြောင်းအလဲနဲ့ဝက်ထန်လေးပိုထွက်တတ်တယ်။ပူဝင်ဆောင်ကာလမှာလည်းဝက်ထန်လေးပိုထွက်တတ်ပါတယ်။ ဒါအပြင်ကိုမိဘမောင်နှမတွေမှာဝက်ချံပေါက်တတ်တယ်ဆိုလို့ဆိုရင်တော့ကိုကဝက်ချံပေါက်ဖို့အလားလာပို့ပြီးတော့များပါတယ်။တချို့ဈေးတွေကလည်းဒီဝက်ချံကိုပို့ပြီးတော့ပေါက်စီရမျိုးတွေရှိတယ်။ဥပမာဆိုရင်အတက်ကြဈေးတွေတို့ anti depressant လို့ခေါ်တဲ့အာဆိတ်တက်ကြတဲ့အချိန်မှာတောက်ရတဲ့ဈေးတွေတို့ပြီးရင်ယောဂတခုခုကြောင့် steroid တွေတောက်နေရတယ်ဆိုရင်လည်းဒီဝက်ချံထွက်နှုန်းကိုပို့ပြီးတော့များစီပါတယ်။ ိုကဝက်ချန်နေမပေါက်ချင်ဘူးဝက်ချန်နေထွက်နေပြီဆိုရင်တော့တခြားပါဝင်မှုများတဲ့အစားအစာတွေဖြစ်တဲ့အချိုရီ sorter cake ဒါမှမဟုတ် process food တွေပေါ့နော်ဥပမာဆိုရင်ချက်ဥချောင်းတို့ဝက်ဥချောင်းတို့အာရှိတုပ်ကူတို့ဒီလိုအစားအစာတွေကဝက်ချန်နေကိုပိုထွက်စေတဲ့အတွက်ကြောင့်မလို့ရှောင်တင်ပါတယ် အာစားရမယ့်အစားအစာတွေကတော့လက်ဆက်တဲ့အသီးအနှံလေးနှင်းသီးနှင်းရွက်တွေဒါတွေကိုမြင်းများစားပေးဖို့လိုတယ်။ဆင်းလိတောက်တာကလည်းဝက်ချံကိုပို့ပြီးတော့ဆိုးဝါးစေပါတယ်။ဆင်းလိတောက်တာကတော့ခန္ဓာကိုယ်မှာ oxidative stress တွေတက်မယ်။ပြီးရင် cortisol level တွေတက်တယ်။မျက်နှာကိုရောင်ရမ်းမှုဖြစ်တယ်။ဒါအပြင်ဆင်းလိတောက်တာကအနာကျက်တာကိုနှေးသွားစေတဲ့အတွက်ကြောင့်မလို့ဝက်ချံတွေဖြစ်တဲ့အခါမှာဆိုရင်အမှန်ရွတ်တွေကျန်နိုင်ပြီးပုံများပါတယ်။ဒီ ကိုယ့်ရဲ့အသားရည်လေးကြီးနေနေဖို့ဆိုရင်တော့ hydration ကလည်းပြည့်ဝမှရမှာเนาะဒီ hydration ပြည့်ဝဖို့ဆိုရင်တစ်နေ့ကိုဒီ1လီတာကနေ3လီတာတောက်ဖို့လိုပါလိမ့်မယ်ဒါအပြင်စိတ်ပြည့်စုံမှုများတာလည်းဝက်ချံကိုပို့ပြီးတော့ပေါက်စီတယ်စိတ်ပြည့်စုံမှုများတဲ့အခါမှာဆိုရင်ခန္ဓာကိုယ်မှာ stress hormone လို့ခေါ်တဲ့ cortisol တွေပို့ပြီးတော့တက်တယ်ဒီ cortisol level တွေညင်လာတဲ့အများရှောင်ရမ်းတာတွေဖြစ်မယ်ဘူးတွေပေါက်မယ်ဝက်ချံတွေကိုပို့ပြီးတော့ဆိုးစေပါတယ်အေးမဝါတာအချိန်မမှန်တာတွေကလည်းအာဒီဝက်ချံတွေကိုပို့ပြီးတော့ ထွက်စေတဲ့အချက်တွေထဲမှာပါပါတယ်အေးမဝတဲ့အခါမှာဆိုရင်ခုနပြောသလိုပဲ stress hormone တွေတက်ပြီးတော့ဝက်ခြံတွေကိုပို့ပြီးတော့ဖြစ်စေတယ်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ skin quality တွေကောင်းချင်တယ်ဝက်ခြံတွေလည်းပျောက်ချင်တယ်ဆိုရင်တော့တနေ့ကို9နာရီကနေ10နာရီလောက်တော့ပြည့်ပြည့်ဝဝအိပ်စက်အနားယူသင့်ပါတယ်ခုသုံးတဲ့ skin care တွေမှာ white content အရင်များရဲဆိုရင်သုံးမှုမရပါဘူး uh, skin care တွေ cosmetic တွေဝယ်တဲ့အခါမှာဆိုရင် CO ခြေခံပြီးထုတ်ထားတဲ့ water beads ဝတ်ချက်မပေါစေတဲ့နန်းကိုမီလိုချင်းတွေနဲ့ wine free product တွေကိုပဲရွေးပြီးတော့ဝယ်ရပါမယ်။ကိုမျက်နှာနဲ့ထိတွေ့မယ်အမှဆိုမျက်နှာတုပ်ပေါ်မှာခေါင်းဆွတ်တွေကိုလည်းတန့်ရှင်းအောင်ထားဖို့လိုပါလိမ့်မယ်။ဒါမှသာဝက်ချံပေါက်တာကိုတက်တာစီမှာဖြစ်ပါတယ်။မျက်နှာကိုလက်နဲ့ခဏခဏကိုင်တာတွေဝက်ချံပူးတွေကိုညှစ်တာတွေ ဖိတာတွေစိတ်တာတွေဒါမျိုးတွေလုံးဝမလုံးပါဘူး။ဘာလို့လဲဆိုတော့မျက်နှာကိုလက်နဲ့ခဏခဏကြိုက်တာကမျက်နှာကိုပို့ပြီးတော့ infection ဝင်စေတယ်။ဝက်ချံတွေကိုပို့ပြီးတော့ဆိုးဝါးစေပါတယ်။အဝက်ချံတွေကိုဖိတာတို့ညစ်တာတို့လှုပ်လိုက်တဲ့အခါမှာဆိုရင်တော့အမာရွေးကြံတိုင်းကြီးပို့ပြီးတော့များစေပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ဝက်ချံလေးပေါက်နေလို့ဆိုပြီးတော့စိတ်မငြိမ်ဖို့အားပေးချင်တာပါဝက်ချံဆိုတာလေအခြားယောဂါတွေလိုမျိုးမဟုတ်ဘူးသူကစိတ်ရှည်လက်ရှည်နဲ့အချိန်ပေးပြီးကုမယ်ဆိုရင်ပြောင်းနိုင်တဲ့ယောဂါဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်မငြိမ်ကြပါနဲ့စိတ်ထက်မကြပါနဲ့လို့အားပေးချင်ပါတယ်ရှင်